မင်္ဂလာပါမေလ2ရက်နေ့အစ်ရင်းနိုင်ငံရဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုရရှိထားတဲ့သတင်းတွေကတော့ကယ်ဗင်မျိုးကိုအရေးပေါ်အခြေအနေကြေညာပြီးတဲ့နောက်အစ်ရင်းပြည်သူတွေနေရဲဆုတ်ခွာပြီးအခြားဒေသတွေကိုရှောင်ပြေးနေရတဲ့သတင်းတခုဖြစ်ပါတယ်ဒီမီးလောင်မှုဟာဂျေယူးစလင်နဲ့ကယ်ဗင်မျိုးရဲ့ဆက်တွေ့ထားတဲ့မိန်းလမကြီးတွေမှာလောင်နေတဲ့အတွက်ကြောင့်မို့လို့မိကုံးငွေတွေကိုမခံမရနိုင်အောင်ဖြစ်ပြီး ဣစရေပြည်သူတွေဟာငရဲကြောက်အောင်ခံစားနေရတယ်လို့ဆိုပါတယ်။နိုင်ငံတကာအတွေ့အကြုံရှိတဲ့မိသက်သမားတွေကိုယ်တိုင်လာရောက်ကူညီငိမ့်သက်ပေးပါတော့လေ။မိဟာပို၍ပို၍လောင်ကျွမ်းနေတယ်လို့ဆိုပါတယ်။ဒီမိဟာနောက်3ရက်လောက်မှမငိမ့်သက်ဘူးဆိုရင်တော့ဣစရေနိုင်ငံဟာကမ္ဘာမြေပုံပေါ်ကနေပျောက်သွားမယ်လို့တောင်ဆိုထားပါတယ်။ဣစရေဝန်ကြီးချုပ်နေတန်ယာဟုဟာနိုင်ငံတကာကိုအကူအညီတောင်းခံနေသောညလည်း လက်ရှိအချိန်မှာတော့ပြင်သစ်ယူကရိန်းခရိုအေးရှားစပိန်နယ်သာလန်နဲ့ဆိုက်ပရက်စတို့ကလာရောက်ပြီးကူညီနေတယ်လို့ဆိုပါတယ်မေလ14ရက်နေ့မှာကြာရောက်မယ်အီဇရေးနိုင်ငံရဲ့89ခုနှစ်မြောက်လွတ်လပ်ရေးနေ့ပျော်ပွဲရှင်ပွဲအခမ်းအနားကိုလည်းအပြီးအပြတ်ရွှေ့ဆိုင်းလိုက်တယ်လို့အီဇရေးဝန်ကြီးချုပ်ကကြေညာလိုက်ပါတယ်တရင်တွေကိုအဆုံးထိနားထောင်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်